ားလုံးပဲမင်္ဂလာပါခင်ဗျကျွန်တော်ရဲ့ literature fee channel လေးရာနေပြန်လဲကြိုဆိုလိုက်ပါရခင်ဗျဒီနေ့မှာတော့ကျွန်တော်ရဲ့ literature fee channel လေးရာနေပြည်သက်များအတွက်ဖတ်ပြတင်ဆက်ပေးခြင်းနဲ့အဆောင်ပိုင်းလေးတစ်ပုဒ်ကတော့စာရေးဆရာ motion imd ရေးသားထားတဲ့လက်ဆောင်လို့အမည်ရတဲ့အဆောင်ထဲမှာအဆောင်ပိုင်းလေးတစ်ပုဒ်ကိုရွေးချယ်ဖတ်ပြတင်ဆက်ပေးသွားမှာဖြစ်ပါတယ်ဒီအဆောင်ပိုင်းလေးထဲမှာဆိုလို့ရှိရင်ဘယ်လိုအကြောင်းအရာလေးတွေရေးထားသလဲဆိုတာကိုကျွန်တော်နဲ့အတူနားဆင်ကန်စားကြည့်ကြပါအောင်ခင်ဗျညင်းဆန်ခြင်းအမှုပညာ the art of no ကျွန်တော်မပြောဘူးဗျာအလုံးမှာကျွန်တော်လဲကြတော့ခိုင်းနေရအကုန်လိုက်လို့ပြီးတယ်အခုညီတောင်းတိုင်းလဲကူညီပြီးတယ်မနိုင်တော့ overtime လုပ်ပြီးတယ်အခုကြတော့အဲ့ဒါတွေအားလုံးကကျွန်တော်တာဝန်တွေဖြစ်လာတယ်ကျွန်တော်ညင်းလို့မရတော့ဘူးကျွန်တော်မှာ stress တွေအများများနေတယ်တန်တန်ချင်းတယောက်ကကျွန်တော်ကိုရှင်းပြခဲ့တဲ့စကားဖြစ်ပါတယ်ဒီလိုစကားမျိုးကိုကြားရရင်သူတယောက်တည်းစီကတော့မဟုတ်ပါဘူး ကျွန်တော်ဘဝမှာမကြာခဏကြားခဲ့ဘူးတဲ့စကားပါ။တဘောကောင်းပြီးအားနာရကနေနောက်ဆက်တွဲဖြစ်လာတဲ့စိုးကျူတွေပါ။မြန်မာလူမျိုးများဟာ no လို့ပြောရမှာ အမတန်ကြောက်ရွံ့လို့ရှိပါတယ်။နိုင်ငံသားသားများနဲ့အလုပ်လုပ်တိုင်းဒီပြဿနာအမြင့်တက်ပါတယ်။မန်နေဂျာကပေးလိုက်တဲ့တာဝန်တွေကို yes yes နဲ့ပြောသွားပြီးတကယ်တမ်းမှမပြီးကြအောင်။ပြီးရင်နောက်ွယ်မှာ boss ကအရန်ခိုင်းတဲ့အကြောင်းပြောတာမျိုးကြုံခဲ့ပူပါတယ်။တကယ်ကကျွန်တော်ရဲ့ boss ပိုလန်သူကသူ့နိုင်ငံကမဟုတ်ချိုဝဲလာပါတယ်။ ရုံးကဝန်ထမ်းတွေကိုကြွေးပါတယ်။ကျွန်တော်ကတခုယူစားပြီးမကြိုက်လို့အဆက်မစားပါဘူး။ကြိုက်လားလို့ပြီးတော့ငါတို့နိုင်ငံကအရသာမျိုးနဲ့မတူပဲအရသာစိမ့်တော့တိတ်မကြိုက်ဘူးလို့ပုံမွန်လင်းလင်းပြောမိပါတယ်။သူကလည်းဟုတ်တယ်။သူတို့မဟုတ်တွေကိုလူတိုင်းမကြိုက်ကြဘူး။တရားမဟုတ်တွေကအရသာကွာတယ်လို့ပြောလာပါတယ်။ကျွန်တော်တို့တွေကဝန်ထမ်းတယောက်ကတော့ကြိုက်တယ်ဆိုပြီးစားပါတယ်။ပြီးတဲ့အခါမှာတော့ဘေးစင်မှာသွားပြီးထွေးထုတ်လိုက်ပါတယ်။အဲ့ဒီမှာပိုလန်သူကတွေ့သွားပါတော့တယ်။ ဘော့စ်နဲ့ကျွန်တော်ကခင်တော့ဘော့စ်ကနောက်ွယ်မှာပြန်မိပါတယ်။ငါတတိထမ်းမိသလောက်မင်းတို့မြန်မာလူမျိုးတွေက no လို့တိတ်မပြောတတ်ကြဘူးနော်တဲ့။ငါတို့ဆီကနေရင်ကျေးမှုကွာလို့များလားတဲ့။ကျွန်တော်လည်းဒီကအလေးထားအကျင့်စရိုက်တွေကိုအတက်နိုင်ဆုံးရှင်းပြလိုက်ပါတယ်။ဒါပေမဲ့သူနားမလဲပါဘူး။သူတို့ဆီမှာမကြိုက်ရင်မကြိုက်ဘူးပဲပြောကြပါတယ်။ဒီမှာတော့အာနာရှင်ဆိုတဲ့အရာကြောင့် yes လို့အရန်ပြောကြပါတယ်။အဲ့ဒီ yes ကြောင့်ရတဲ့ဒုက္ခတွေကလည်းမနှဲပါဘူး။ ကိုတကယ်သဘောမချဘဲ yes လို့ပြောရတာတခါတည်းရင်တော့ရှိတတ်ကြပါတယ်။တခါတည်းရင်ကိုကျွန်တော်မဆိုလိုပါဘူး။ဒါပေမဲ့အမြဲတမ်းလိုလိုအားနာနေရင်တော့တင့်ပဲစိတ်ညစ်ရပါလိမ့်မယ်။ရှည်ရင်တော့ yes လို့လိုက်ပြီးတော့နောက်ွယ်ရောက်တာနဲ့စိတ်ညစ်သွားတာမျိုးတင်ကြုံမှုမှာပါ။လူတိုင်းကိုပြောရွှင်အောင်လုပ်ပေးဖို့ဆိုတာမဖြစ်နိုင်ပါဘူး။တင်းကအမြဲတမ်းလုပ်ပေးနေကြဆိုရင်အရာအားလုံးကတက်ပခုံးပေါ်တဖြည်းဖြည်းရောက်လာပါလိမ့်မယ်။အရင်လေးလာတဲ့တနေ့ကြမှာတင်းစိတ်ညစ်လာပါလိမ့်မယ်။ဒါဆိုရင် အမြင်ကြီးခိုင်းနေတာလားဆိုတော့လည်းမဟုတ်ပါဘူးကိုတောင်ဝင်ကိုကြည်အောင်ကတော့အမြင်လောက်ရမှာပါပဲဒါအပြင်ကိုကူညီနေတာကိုတော့ကူညီပါပေါ်ပေါ်လောလောရနေတဲ့သူလူတော့မဖြစ်သွားပါစေနဲ့အဲ့ဒီလူဖြစ်သွားရင်လူရအတင်းကိုခပ်ပေါ်ပေါ်ရတဲ့အရာတခုလိုပဲဆက်ဆံလာပါလိမ့်မယ်အကယ်၍တင်းကအရန်ကူညီတက်တဲ့သူကူညီချင်းကြောင့်လုံးဝစိတ်မြင်ရတဲ့သူဆိုရင်တော့တင်းတဘောပါပဲအခုစာကကျွန်တော်လူတာမန်စိတ်ထားတဲ့သူတွေအတွက်အကြံပေးထားခြင်းဖြစ်ပါတယ်ကျွန်တော်ခံယူချက်က မိမိမှာလုံလောက်တဲ့ပျော်ရွှင်မှုရှိမှမိမိပတ်ဝန်းကျင်ကိုတတ်တက်လုံးရရှိအကျိုးပြုသွားနိုင်မယ်လို့ခံယူထားလို့ပါခြေကုံရေကန်းကိုအကျိုးကိုမကြည့်ဘဲနဲ့ကုညီပြီးတဲ့နောက်ပိုင်းမှာစိတ်သက်ကျသွားမှာကိုကျွန်တော်လုံးဝမလိုလားပါဘူးကျွန်တော်မှာကိုကျိုးစွန်ပြီးကုညီခြင်းနဲ့မြင့်မြတ်တဲ့စိတ်ဓာတ်မရှိဘူးလို့ဆိုလိုက်ရင်လည်းစိတ်မဆိုးပါဘူးကျွန်တော်ကအတ္တနဲ့နဲ့ရောစပ်ထားတဲ့တာမန်လူတစ်ယောက်ပါကျွန်တော်ကုညီနိုင်တဲ့အရာတွေဆိုအစွမ်းကုန်ကုညီသွားမှာပါကျွန်တော်ညင်းဖို့လိုအပ်တဲ့အခါမှာလည်းအာမနာတတ်ပါဘူး မိမိမလုပ်ချင်တဲ့အရာတစ်ခုကိုသဘောတူလိုက်ခြင်းကမိမိကိုယ်ကိုမိမိညာတယ်လို့တခြားသူကိုလည်းညာလိုက်တယ်လို့ပါပဲ။ No လို့ပြောတယ်ဆိုတဲ့နေရာမှာလည်းရိုင်းပြစွာမပြောဘဲနဲ့ရင်ရင်ကြည်ကြည်ပြောလို့ရတဲ့နည်းလမ်းတွေလည်းရှိပါတယ်။ဥပမာတင့်ကိုတယောက်ယောက်ကအကူအညီတစ်ခုတောင်းနေဆိုပါစို့။တင့်ကလည်းမကူညီရင်ဘူးဆိုရင် No လို့တုံးလို့မပြောဘဲနဲ့တခြားကူညီပေးနိုင်မဲ့သူတယောက်ကိုလမ်းညွန်ပေးနိုင်ပါတယ်။ဘယ်အချိန်ဘလို့အနေထားမျိုးမှာ No ပြောမယ်ဆိုတာကတော့တင့်အပေါ်မှာပဲမှုတည်ပါတယ်။ တင်ကိုယ်တိုင်စီမြင်ချမှတ်နိုင်ပါတယ်။သူများတွေကိုအမြဲတမ်းစိတ်ချမ်းသာအောင်ကူညီဖို့ဆိုတာကတင်ဆိုတဲ့ကာယကံရှင်အရင်စိတ်ချမ်းသာနေမှာဖြစ်မှာပါ။သူများတွေကိုဂရုစိုက်တယ်လို့မိမိကိုယ်တိုင်ကိုလည်းဂရုစိုက်ပါ။အတ္တမကြီးဖို့ပဲလိုတာပါ။တပင်းတပင်းကောင်းရင်ငှက်တစ်တောင်းနားလို့ရပါမယ်။တပင်းကြီးအချိန်မတိုင်ခင် ပြိုလဲတည်ဆုံးသွားရင်တော့ငှက်တစ်ကောင်တောင်းနားလို့မရတော့ပါဘူး။လူတိုင်းသဘောကျအောင်ဒါအမြင် yes လုပ်နေရင်တင်လိုချင်နေတဲ့ပန်းနိုင်ကိုရောက်မှာမဟုတ်ပါဘူး။ ဘာရီကိုမလုပ်ဘူးလေလို့ဆုံးဖြတ်ရတာကလေဘာရီလုပ်မလဲလို့ဆုံးဖြတ်ရတာ ਨੇ တန်းတူအကြီးကြီးပါတယ်စတီဖ်ဂျော့လူတချို့ကသူတို့ရဲ့ဘဝမှာဘာရီကိုလုပ်မလဲဆိုတဲ့ဆုံးရေးချက်ကသာအကြီးကြီးတယ်လို့ထင်တတ်ကြပါတယ်ဒါပေမဲ့တကယ်တမ်းမှာဘာရီမလုပ်ရဘူးလေဒါမှမဟုတ်ဘယ်ချိန်နိုးလို့ပြောရမလဲဆိုတဲ့အချက်ကလေညီလူညီမျှအကြီးကြီးနေပါတယ်သင်ရဲ့ဘဝဟာသင်ရဲ့ဆုံးဖြတ်ချက်တွေနဲ့ဖွဲ့စည်းနေတာပါသင်ရဲ့ဆုံးဖြတ်ချက်တွေကောင်းရင်ကောင်းတယ်လို့ သင်ရဲ့ဘဝဟာလည်းတိုးတက်ကောင်းမွန်လာတာဖြစ်ပါတယ်။အခုကျွန်တော်ဖက်ဖက်နှစ်ဆက်ပေးခဲ့တဲ့စောင်းမောင်းကောင်းလေးကတော့အစာရေးဆရာ motion imd ရေးသားထားတဲ့လက်ဆောင်လိုအမိရတဲ့စာအုပ်ထဲမှာညှဉ်းဆန်းခြင်းအမှုပညာလိုအမိရတဲ့စိတ်ဝင်စားဖို့ကောင်းတဲ့စောင်းမောင်းကောင်းလေးတစ်ပုဒ်ကိုရွှေ့ချက်ဖက်ဖက်တက်ဆက်ပေးခဲ့ခြင်းဖြစ်ပါတယ်ခင်ဗျာ။ဒီစောင်းမလေးမှာဆိုလို့ရှိရင်ကျွန်တော်တို့တွေကအလုံးမှာပဲဖြစ်ဖြစ်အဝါမှာပဲဖြစ်ဖြစ်အမြဲတမ်းသူများပြောတာတွေကို yes yes နဲ့အမြဲတမ်းလက်ခံနေလို့မဖြစ်ပါဘူး။ကျွန်တော်တို့တွေ ဘလို့အချိန်မှာညံ့ရမလဲကျွန်တော်တို့တွေမတက်နိုင်တဲ့အချိန်ဘလို့မျိုးညင်းခွင့်ရှိတယ်လဲကျွန်တော်တို့တွေကိုညင်းတဲ့အခါမှာလဲတိုက်ရိုက်ညင်းတာမျိုးမဟုတ်ဖဲနဲ့တစ်ဖက်သားကိုကျွန်တော်တို့တွေပြန်ကူညီပေးခြင်းနဲ့ဆိုလို့ရှိရင်ကိုအကူညီတောင်းတဲ့အရာဘုသူစီကိုလက်လွှဲပေးလိုက်တယ်လဲအဲအဲ့လိုမျိုးအကြောင်းအရာလေးစေဝင်စားဖို့ကောင်းနဲ့ကျွန်တော်တို့ဘိုးသူတရစီမယ်စေဝင်စားဖို့ကောင်းတဲ့အကြောင်းအရာလေးတွေကိုဒီဆောင်မလေးမှာဆရာမိုးရှင် IMD ကရေးသားထားတာကိုတွေ့ရပါတယ် အဲဒါကြောင့်မလို့နားဆင်သူများအနေနဲ့လေဒီလိုမျိုးစိတ်ဝင်စားဖို့ကောင်းတဲ့ဆောင်းပါးလေးတွေဘဟုသုတရမယ့်ဆောင်းပါးကောင်းလေးတွေကိုဖတ်ရှုခြင်းနဲ့ဆိုလို့ရှိရင်တော့ဆရာ motion imd ရေးသားထားတဲ့လက်ဆောင်လိုအမြင်ရတဲ့ဝင်ရင်းဆောင်းကောင်းလေးကိုဝယ်ယူဖတ်ရှုအားပေးချဖို့ကျွန်တော်ရဲ့ literature feature channel လေးမှာတိုက်တွန်းလိုက်ပါရခင်ဗျာနားဆင်သူများအားလုံးဘေးရန်ခတ်သိမ်းကင်းကျင်းကြပါစေဒေါသခတ်သိမ်းကင်းကျင်းကြပါစေစိတ်ရခတ်သိမ်းကင်းကျင်းကြပါစေနှလုံးစိတ်ဝမ်းအေးချမ်းကြပါစေနားဆင်သူများအားလုံးဘေးရန်ကြောက်ကြဆင်းရဲခြင်းတွေကိုစိတ်မပြချမ်းမှချမ်းသာကြပါစေ။ ကောင်းကျိုးလိုရာဆန္ဒများလေးတစ်လုံးတစ်ဝပြည့်စုံကြပါစေလို့ကျွန်တော်ရဲ့ Literature Fee Channel လေးမှာအနာဆင်ပေးခဲ့ကြသူတူတူတယောက်ချင်းစီကိုဆုတောင်းမြတ်တာပို့တာပေးလိုက်ပါရခင်ဗျာ